သူတို့ကောင်းလေးရဲ့စိတ်နေသဘောဓာတ်ဆိုတာဘာကိုပြောတာလဲသူတို့ကောင်းလေးရဲ့စိတ်နေသဘောဓာတ်ဟာကိုချင်းတရားကိုတန်ဖိုးထားတာသူတို့ကောင်းလေးရဲ့စိတ်နေသဘောဓာတ်ကိုချင်းတရားကိုဘယ်တော့မှမဆုံးလို့ဘာကြောင့်ဒီမှာကိုချင်းတရားမဆုံးလို့အကက်ကိုစွန့်ရင်စွန့်ရပါလေကိုချင်းတရားကိုမဖြစ်ပြားစေတာသူတို့ကောင်းလေးရဲ့စိတ်နေသဘောဓာတ် ဝစာတိမှာပါဏသဇန်တိတန်တော်နာပိတံတန်တော်သူတော်ကောင်းတွေဟာပါဏကိုအတက်ကိုသဇန်တိစွန့်ကြတယ်ဓမ္မဓမ္မကိုတော့နာသဇန်တိမစွန့်ကြဘူးတန်သူတော်ကောင်းရဲ့စိတ်ကိုသဘောထားကကိုချင်းတရားကိုဘာနဲ့မှမလဲကိုချင်းရမယ့်တရားကိုလည်းကူနဲ့စစ်တယ်ဆိုတော့ဒါဖြင့် အများပုဂ္ဂိုလ်တွေကဒါလွယ်တဲ့ကိစ္စလားလို့ဆိုမလွယ်ဘူးအများလူတွေကဘာလို့ဆိုရင်ဘယ်တကူနဲ့ကိုချင်းတရားကိုဆွံ့ဖြစ်ကြဆိုတော့ဥပ္ပဆောင်မူတိလားဆောက်တည်ထားတယ်။ခမင်းစားတဲ့မနေနိုင်တော့ဥပ္ပုတ်ချပြီးစားတော့မှာဟုတ်အစာနဲ့ဥပ္ပုတ်နဲ့လဲလိုက်တာပဲလေအစာနဲ့ဥပ္ပုတ်နဲ့လဲလိုက်တာ ေမကောင်းဘူးမေမကောင်းတာကိုအကြောင်းပြုပြီးတော့ကိုချင်းတရားကိုဆွတ်လွတ်လိုက်တယ်ဒါကိုချင်းတရားနဲ့လဲတာပဲတံမိုးရှိတဲ့အရာနဲ့တံမိုးမရှိတဲ့အရာလဲလို့ရှိတယ်ဒါသမာပုဂ္ဂိုလ်တွေကအဲ့ဒါကိုလဲလိုက်တာနောက်ခုရွေးစရာပေါ်လာပြီဆိုလို့ရှိရင်ကိုချင်းတရားကိုပဲဆွတ်လွတ်လိုက်ပြီးတော့ကျန်တဲ့ဟိုရွေးလို့ရှိတယ်ပေါ့နောက်ခါမှရောင်ရဆိုပြီးတော့လို့ ဆော့ညာကိုအတွက်နဲ့လည်းကိုချင်းတရားကိုဆောင်းလို့တယ်သူများအတွက်နဲ့လည်းကိုချင်းတရားကိုဆောင်းလို့တယ်အတ္တဧတုပရဟိတအာမိသကိစ္စကနေတူလက်လာပါကလေးတစ်ခုအတွက်နဲ့လည်းကိုချင်းတရားကိုဆောင်းလို့ကြတယ်ဒါအများစုကတံပိုးထားပုံရင်မတူဘူးပေါ့ ူတော်ကောင်းနေကြတော့အလုပ်မဟုတ်ဘူးကိုချင်းတရားကိုအသက်တက်ပို့ပြီးတော့တန်ဖိုးထားကိုချင်းတရားကိုအသက်တက်ပို့တန်ဖိုးထားဘယ်လိုကိစ္စနဲ့မှကိုချင်းတရားကိုဆောက်ရမှာမဟုတ်ဘူးတဲ့အသက်အသေးချင်းခံချင်းခံတယ်အရင်တော့ဘာဘာကြီးပါဆာရေးဆရာကြီးကြောက်တာကြီးဦးတယ်တော်တယ်ပါမှာကြားကြားနဲ့ရင်ဆိုင်တွေ့တာ ူထဲမှာလည်းလက်နဲ့ပန်းလာတယ်ဆိုလို့ရှိရင်တော့သူ့အသက်ကိုကိုယ့်ကိုယ်ကိုကာကွယ်တဲ့အနေနဲ့ကြားကိုတတ်မှာပဲလို့သူရေးထားတာ။ဒါတော့တော်တယ်ဗျာ။ဘောရမဟုတ်သူ့သဘောရာ။တတ်တဲ့ကပုဂ္ဂိုလ်များကြတာအဲ့ဒါလိုသဘောရာမရှိဘူး။ကိုယ်အသက်အတွက်နဲ့ပဲဒုညာအသက်ကိုတတ်တာမျိုးဘယ်တော့မှမလုပ်တော့ဘူးတော်တော်။တည်ခြင်းတည်ကိုယ်ပဲသိခံမယ်။ ဘုရားနဲ့တတ်ဘူးဆိုတဲ့ဖြစ်ရှိတော့တယ်။တာမပုဂ္ဂိုလ်တွေကြတော့ဒီလိုသဘောထားမရှိဘူး။တဏ္ဏစစေအင်္ဂဝရတာဖြစ်တယ်။ခြေလက်အင်္ဂါကိုကိုချီကိုလက်တစ်စုံတစ်ခုထိခိုက်မှဆိုလို့ရှိရင်ခုမှပဲခြေချက်ခံရမယ်လက်ချက်ခံအင်္ဂါခြေလက်ပစ္စည်းသွားဖို့ရတယ် ပစ္စည်းသွားမယ်ဆိုတာကိုကာကွယ်ဖို့အတွက်ဘာလုပ်ရတော့ပစ္စည်းဥစ္စာမဆောင်ပစ္စည်းဥစ္စာနဲ့ကာကွယ်လုပ်ကြတာတခုခုတော့ဆောင်တာဆိုတော့ခြေရည်လက်တွေမျက်စိတွေအပြတ်မခံနိုင်ဘူးပတ်စံပဲပေးလိုက်ဟုတ်ကိုအင်္ဂါအတွက်နဲ့အဲပစ္စည်းဥစ္စာကိုဆောင်တယ်တခါအတတ်နဲ့ကိုအင်္ဂါဒီနှစ်ခုဆိုလို့ရှိရင် အသက်ရှင်ရင်တော်ပြီကိုယ်အင်္ဂါကိုစွန့်တယ်။ဒါကြောင့်မလို့အသက်မတည်အောင်ဟုတ်လားအသက်မတည်ပြီးရောဆိုရင်ခြေတော်နဲ့ဖြတ်ရတယ်လက်နဲ့ဖြတ်ရတယ်။ဥပမာမဲကျမ်းမရေးနဲ့ပတ်သက်လာလို့ခြေတော်ဖြတ်ရမယ်။ဖြတ်ရင်အသက်ရှင်မယ်ဆိုဖြတ်ကြ။လက်ဖြတ်လို့အသက်ရှင်ပဲဆိုရင်လည်းဖြတ်ကြ။ဘာလို့ဆိုအသက်ကိုတံပိုးထားတာ။အသက်ကိုတံပိုးထားလို့ရှိရင်ကိုယ်ချီကိုယ်လက်ကိုယ်အင်္ဂါချွေးသွားတယ်သွားပါစေမတည်ပြီးရောဆိုပြီးတော့ ဒါလူလောကမှာလူလုံးနဲ့ရှိကြတယ်။ကြရားနဲ့ပတ်သက်လာတဲ့အခါကျတော့တဲ့။ဒီစီဥစားလဲကုန်မစိကိုအင်္ကာရီလဲပြည့်စည်ခြင်းပြည့်စည်ပါစေ။အကယ်နဲ့သိခြင်းသိပါစေ။တရားတော်ပြည့်မှာ။သူတော်ကောင်းရဲ့စိတ်ဓာတ်ကအဲ့ဒါ။ကိုချင်းတရားတော်ဆုံးလို့မဟုတ်ဘူး။ ဓာတ်တော်ကြီးဆွဲွယ်တဲ့ကပူရိဓာတ်တဆိုတဲ့ငကားမင်းကြီးဇာလန်းကိုဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေတွေ့တယ်။ဥပ္ပတိလဆောက်တည်တဲ့အခါဘုရားလောင်းရတဲ့ဒိဋ္ဌံထားနေရှိတယ်။သူပြည်လူလောကလာပြီးတောင်ပေါ်ပေါ်မှာခွေပြီးတော့တိလဆောက်တည်တိလဆောက်တည်တယ်ဆိုတာကျင့်စရာကျင့်မှာဟုတ်ကဘောင်းတော်လောက်ထားအထိတ်ချင်ပြုတ်လိုက် ဒီကိုချင်းတရားကိုဒီကနေ့ပြည်ပြီးဟောပါသူများအသက်တတ်တာမလုပ်ဘူးသူများဥစ္စာကိုလည်းမလုပ်ဘူးဆိုတဲ့သဘောပေါက်ဒိဋ္ဌံလိုက်ခဏိနေမှာသူများတဲ့ဘုံမှာသတ်ဘူးဒီကိုချင်းတရားကိုတော့အောင်ဆောက်ဆောင်ဘာအသက်ကိုလာတတ်ချင်တတ်တဲ့စီဘာကိုကိုချင်းတရားတော့မပြည့်စုံရဘူးဒီလိုအဋ္ဌံပြီးတော့မှအသက်ဆောင်ပြီးတော့သူ့ကိုဆောက်ဒါတိမပရမထပါရမီတို့ခေါ်တယ် အလံပေတဝါနဲ့တွေ့တဲ့အခါကျတော့ဖျားလောက်ပူရတဲ့တက်နဂါမင်းကိုအလံပေပြဖို့ဆိုပြီးတော့အလံပေတဝါကမန္တန်ရွတ်ဆင်းဖြတ်ပြီးတော့အားပြောက်အောင်ရိုက်တဲ့ခန်းစည်းခေါ်လာတာအဲ့ဒီအချိန်မှာတိလတ်ဆောင်ထားတဲ့ကြောင့်မျက်စိကိုဇုံမိတ်ခါစိတ်ဆိုးပြီးတော့ကြည့်လိုက်လို့ရှိရင်ငကားတွေရဲ့ တကူတည်သောကြောင့်စိတ်ကအမတန်ပြင်းတော့စိတ်ဆုပ်ပြီးကြည်လိုက်လို့ရှိရင်တစ်ခါသာဖွဲပြန်ကြသွားမယ်မလို့အဲ့ဒီလိုကိုယ့်အသက်ကိုစွန့်ပြီးတော့ကိုချင်းတရားကိုတက်တက်တံပိုးထားတာဒါသူတော်ကောင်းတွေစိတ်မိသဘောထားပါ